ပေါင်းရမယ့်လူနဲ့မပေါင်းရမယ့်လူဒီနှစ်ခုကအရေးမကြီးဘူးလားတိတ်ကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းပြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရရတဲ့ရည်ကြီးလူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာတိတ်အရေးကြီးတယ် အပေါင်းသင်းညောင်းလည်းကောင်းသွားနိုင်တယ်အပေါင်းသင်းညောင်းလည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသင်းအတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုံနဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတ္တိမစ္ဆံကုသခေနယောနရောဥပနရှိတိဆိုလိုတာကပုတ်နေတဲ့ငါတို့မုံငပိပေါ့ ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိဘုတ်အနတ်မနာဘူးလားမနာဘူးဗျာအေးမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလူကိုယ်လည်းအနန္ဇိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့စဘာစုပ်အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင် က်ကလေးကငါကအနတ်မရှိပြီမလို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလားမှွေးပါဗျာအေးသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခု လူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာဆက်ပါအဲ့ဒါကြောင့်မလို့ပေါင်းသစ်ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတော့သူ့အကြောင်းကိုသိမှကိုယ့်အကြောင်းသူသိမှပေါင်းလို့ရတော့မပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါ့မလားအေးမြတ်စွာဘုရားကဒီတုတ်တံမှာအချက်၄ချက်နဲ့ဟောထားတာကိုကြည်ကြရအောင်သူ့အကြောင်းကိုအကြောင်းဆိုတာ ကိုလည်းပါတယ်သူလည်းပါတယ်ပေါ့မြတ်စွာဘုရားဟောထားတာသူအကြောင်းကိုအကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါတိနတိလံဝိရိတ္တပါဒီစကားလေးကိုမှတ်ထားတံဝါတိနဆက်ဆံပေါင်းတင်းကြည့်ခြင်းဖြစ်တိလံကိုခြင်းတရားကိုဝိရိတ္တပါသိနိုင်တယ် လူကြောင့်ကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရားကောင်းမကောင်းကိုခြင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလား